မင်္ဂလာပါ Kitu Sasa Channel မှာပြန်လည်ကြိုဆိုလိုက်ပါအခုဗီဒီယိုမှာမျှော်ပြသမယ့်အကြောင်းအရာလေးကတော့ AI ကိုအကျိုးရှိရှိနေ့စဉ်ဘဝမှာအသုံးချနေရတာတစ်ခုဖြစ်တယ် AI ကို prompt လို့ခေါ်တယ်စာတို့လေးရေးပြီးတော့အသုံးချတဲ့နေရာမှာအသုံးချနီး prompt တစ်ခုကိုမျှော်ပြသမှာ ဖြစ်ပါတယ်အဲ့တော့ဒီဥပမာလေးကို ကြည့်ပြီးတော့ကျွန်တော်လောက်တာလေးကိုကြည့်ပြီးတော့လေ့လာခြင်းအပြင်ကိုယ်တိုင်ကိုယ့်ရဲ့စိတ်ဝင်စားတဲ့ကိုယ်လေ့လာခြင်းနဲ့ level တွေမှာဒီနည်းလေးနဲ့လေ့လာမယ်ဆိုလို့ရှိရင်ချိန်တိုအတွင်းမှာ ကိုယ်သိကျင်တာတွေကိုပို့ပြီးတော့အမြန်ဆုံးလေ့လာသိရှိနိုင်မှာဖြစ်ပါတယ်။ဒါကြောင့်မို့လို့ဒီဗီဒီယိုလေးကိုအဆုံးထိအောင်လေ့လာကြည့်ရှုဖို့လိုတယ်လည်းဖိတ်ခေါ်ပါတယ်။အဲ့တော့ prompt engineering ဆိုတာက AI ကိုခိုင်းတဲ့ prompt ဆိုတာက AI ကို စာလေးနဲ့ရေးပြီးခိုင်းတဲ့စာတို့လေးကိုခေါ်တာဖြစ်ပါတယ်။အဲ prompt ကိုကောင်းကောင်းအသုံးချနိုင်ရင်အသုံးချနိုင်တယ်လို့မျိုးအကျိုးရှိတဲ့အဲ output တွေ result တွေရမှာဖြစ်ပါတယ်။အကျိုးရှိတဲ့နည်းပညာတွေကိုလည်းအကျိုးရှိတဲ့ပညာတွေကိုလည်းလေ့လာနိုင်မှာဖြစ်ပါတယ်။အဲ့တော့ဒီနေ့အကျိုးရှိမဲ့ prompt လေးတစ်ချောင်းကိုပြပေးမယ်။ prompt လေးကတော့ debate with me ဆိုတာပဲဖြစ်ပါတယ်။အဲ့တော့ debate with me ဆိုတာက debate ဆိုတာတော့ပြန်လည်စကားပြောပြီးတော့အဲပြန်လည်ဒီ အစိုးရပြန်လဲခြေပတာနဲ့ပြန်လဲစကားစစ်ထိုးတာလေးပါအဲ့တော့အကြောင်းအရာတစ်ခုကိုဒီပိတ်လုတ်လိုက်ခြင်းအပြင်ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးတော့အဲဒီကောင်းွက်တွေအဲဒီအားနေချက်တွေအာသာချက်တွေဒါတွေကိုကြည်ကြည်ပြန့်ပြန့်စဉ်းစားပြီးတော့သုံးသပ်နိုင်ပြီးတော့လေ့လာနိုင်တော့မှဖြစ်တဲ့အတွက်ကြောင့်မလို့ဒီ prompt လေးနဲ့ ChatGPT Google Gemini DeepSeek စတဲ့ AI တွေမှာလေ့လာလို့ရှိရင်လုံးကိုအကျိုးရှိမှာဖြစ်ပါတယ်။ခုလောစီတော့ဒီမှာ ChatGPT နဲ့ပဲလုပ်ပြထားတာဖြစ်ပါတယ်။အဲ့တော့ debate with me ဆိုပြီးတော့ ီ problem နဲ့လေ့လာလိုက်ခြင်းအပြင်အကြောင်းအရာတွေကိုလေ့လာနိုင်သလိုမျိုးအင်္ဂလိပ်လိုလေ့လာမယ်ဆိုရင်အင်္ဂလိပ်စာအဲ reading နေသူနဲ့အပြန်အလှန်စကားပြောစာရိုက်ပြီးစကားပြောရတဲ့အင်္ဂလိပ်စာ reading နေအင်္ဂလိပ်စာအဲနောက်တစ်ခါအင်္ဂလိပ်စာစာရေးတဲ့ writing နေ reading နေအင်္ဂလိပ်လိုပဲနားထောင်မယ်ဆိုလို့ရှိရင် listening နေအင်္ဂလိပ်လိုပဲအပြန်အလှန် conversation နဲ့ debate လုပ်လို့ရပါတယ်ဒါဆိုရင်တော့ speaking နေ post skill လေးခုလုံးတိုးတက်လာမှာဖြစ်ပါတယ်အဲ debate ဝင်ပြီဆိုပြီးတော့ဒီမှာစာလေးရိုက်လိုက်ပါကျွန်တော်ကတော့ဒီမှာ ချိန်ကုန်မှာဆိုလောက်ထားပြီးသားလေးကိုပဲပြတာပါအဲ debate with me about artificial intelligence ဆိုပြီးတော့ရိုက်လိုက်ပါရိုက်လိုက်ပြီး second mind မှာပဲဒီလိုမျိုးသူကအောက်ကနေပြီးတော့ပေါ်လာပါမယ်အဲလိုပေါ်လာလဲဆိုသူကကောင်းပါတယ်တဲ့ debate လောက်တာဆိုရင်သူကကိုယ်တခုရွေးခိုင်းနေ pro ai နဲ့ anti ai pro ဆိုတာတော့ကောင်းမျိုးပေါ့နော် anti ဆိုတာစန့်ကျင်တာ ai ကိုကောင်းတဲ့ဘက်ကပြောမှလား ai ကိုစန့်ကျင်တဲ့ဘက်ကပြောမှလားအဲဒီမှာ artificial intelligence ဆိုတဲ့ဉာဏ်ရည်တူရဲ့ကောင်းကျိုးဆိုးကျိုးတွေကိုဟိုလေ့လာမှဖြစ်ပါတယ်အဲတော့ တစ်ဖက်ကကောင်းတယ်ပဲဆိုရင်တစ်ဖက်ကမကောင်း AI က AI ရရှိရဆိုတဲ့ဘက်ကကျွန်တော် AI က AI ရရှိရဆိုတဲ့ဘက်ကနေပြီးတော့ဥပမာလေးနဲ့လေ့လာပြထားပါတယ်အဲ့တော့သူကအဲ့လိုမျိုးကိုကရွေးခိုင်းလိုက်တယ်ရွေးခိုင်းလိုက်တော့သူကရွေးခိုင်းတော့ကျွန်တော် AI AI ဆိုရင်ရွေးပေးလိုက်တယ် AI AI ဆိုရင်ရွေးပေးလိုက်တော့သူကပြန်ပြောတယ် Okay တဲ့ကောင်းတယ်တဲ့နော်အဲ့တော့ AI ကဆိုလို့ရှိရင်ဟလာဒီသင်ကြားရေးတွေစိတ်ပညာတွေဒါ ਨੇ ပဲဆုံးမှာဒါ AI ပေါ်ပေါက်လာခြင်းရဆိုလို့ရှိရင်အလုံးကိုကောင်းပါတယ်တဲ့အဲ့နော်ဟုတ်ပြီနော် လုံးကောင်းပါလေတဲ့အဲ့တော့ AI ကလူတွေကိုစားထိုးဖို့တမဟုတ်ပါဘူးတဲ့ AI ကလူတွေကိုကူညီဖို့အတွက်ပါတဲ့ဆိုပြီးတော့သူကအရင်စပြီးပြောတယ်နော်စပြီးပြောတဲ့အကြောင်းမလို့ကျွန်တော်ပြန်ပြီးပြောလိုက်တယ်အဲနော်သူကကိုယ်အလှည့်ပြန်ပြီးတဲ့အချိန်မှာ AI where you the ability or human and human depend on AI and is one of the risk of AI AI ပေါ်ပေါ်လာခြင်းဟာလူတွေရဲ့စွမ်းရည်ကိုယိုနေသွားစေပြီးတော့အဲ AI ပေါ်မှာလူတွေမိခွန်လုံးလို့ရှိရင်ဒါပြဿနာတစ်ခုဖြစ်လာနိုင်တယ်ဆိုကျွန်တော်ပြောလိုက်တယ်ပြောလိုက်တော့ကျတော့သူကပြန်ပြီးတော့ပြောတယ် အဲနော် over dependence ကဆိုလို့ရှိရင်တော့လူတွေရဲ့နော် candle certain human skills လူတွေရဲ့နော်အချို့ skills တွေကိုအဲဒါဆိုတာတော့ဒီတုံသွားစီတယ်ပေါ့နော်မမလိုပြောရင်တော့ time mind တုံသွားစီတယ်နှိမ်သွားစီတယ်ပေါ့နော်ဒါပေမဲ့အဲဒါဒီလိုမျိုးတိကျတော့ပြောလို့မရဘူးတဲ့ဥပမာ calculator တွေ cars တွေ internet တွေပေါ်လာတာကလည်းလူတွေကိုတုံမသွားစီပဲနဲ့အဲနော်ပို့ပြီးတော့ကောင်းလာစီတယ်တဲ့ဒါတော့ဒါတွေကို ဖြတ်ပြရမှာမဟုတ်ဘူးတဲ့ AI ကိုဘန်လုပ်ပြရမှာမဟုတ်ဘူး use it wisely ပညာရှိရှိနဲ့ကိုယ်ကအသုံးချဖို့ပဲလိုပါတယ်တဲ့เนาะအဲ့တော့ပညာရတဲ့ကတော့အကျိုးရှိအောင်အသုံးချနိုင်အသုံးချနိုင်တယ်လို့မျိုးကောင်းတာရှိတယ်လို့မကောင်းတဲ့ဘက်တွေလည်းရှိတယ်အဲ့တော့မကောင်းတဲ့ဘက်တွေကိုမသုံးဘဲနဲ့ wisely ပညာရှိရှိသုံးမယ်ဆိုလို့ရှိရင်တော့လူတွေရဲ့တည်ထွင်နိုင်မှုတွေဒါတွေကိုအကုန်လုံးတိုးတက်လာစေမှာဖြစ်ပါတယ်တဲ့ AI ကလူတွေတော့လုံးဝအစားမထိုးနိုင်ပါဘူးတဲ့ဒါပေမဲ့ပိုပြီးကောင်းစေတဲ့အတွက် AI ကအန္တရာယ်မရှိပါဘူးဆိုပြီးတော့သူကပြောတာပေါ့နော်အဲကိုယ်ကိုလှည့်ပြန်ပေးတယ်လှည့်ပြန်ပေးရခြင်းမှာ အဲကျွန်တော်ပြန်ပြောလိုက်တယ် I know the above first လက်ခံပါတယ်ဒါပေမဲ့ another the I and Q argue with you is the deep fake and voice cloning features of AI which can cause criminal cases အဲ deep fake ဆိုတဲ့ deep fake ဗီဒီယိုတွေအဲ voice cloning เนาะ deep fake ဆိုတာကိုမျက်နှာနဲ့ဒီဟိုသူများမျက်နှာကိုကိုမျက်နှာပြောင်းပြီးတော့ဗီဒီယိုဖန်တီးလိုက်တာပေါ့เนาะအမှအဲနောက်တစ်ခါလာအတန်ဒီပေါ့နော်ကို့အတန်နဲ့အတန်တူအောင်လုပ်တဲ့ဟာနော်တရားတွေကခုဆိုရင် AI သုံးပြီးလွယ်တကူလုပ်လို့ရနေပြီ ညီမနိုင်ငံမှာလှုပ်လို့ရနေညီမလိုလဲ price clone ညီမအတန်းနဲ့လည်းလှုပ်လို့ရနေပြီအဲ့တော့အဲဒီဟာတွေလှုပ်ပြီးတော့ကိုကထင်းရောက်ထင်းမားတွေဖြစ်မဲ့ celebrity တွေစသဖြင့်အဲဒါမျိုးတွေပေါ့နော်ဒီ video အတုတွေထုတ်တာတွေအတန်အတုတွေနဲ့အဲလိန်လေမှုတွေကျွလွန်တာတွေဖြစ်လာနိုင်တယ်လို့ကျွန်တော်ကပြောလိုက်တယ်ပြောလိုက်တော့ကျတော့သူကပြန်ပြောတယ် excellent point is very real concern တကယ်ကိုအမှန်ကန်စဉ်းစားစရာတစ်ခုဖြစ်ပါတယ်ဆိုပြီးသူပြောတယ် yes deepfake and voice cloning can be misused a deepfake device cloning ရာ misuse အတလွဲသုံးတာရှိနိုင်ပေမဲ့လေတဲ့အဲနော် အဲ AI ကိုတိုင်ကိုပါလေတဲ့နော် AI ကိုတလဲသုံးလို့ရှိရင်တော့ဒီလိုပဲဖြစ်မှာပဲတဲ့အဲ့တော့အဲ history ကိုပြန်ကြည့်လိုက်လို့ရှိရင်တဲ့နော်တမိုင်းမှာဆိုလို့ရှိရင်ရာဇဝင်မှာဆိုလို့ရှိရင်အဲမီးတွေ electricity လျှက်စစ်တွေ internet တွေဆိုလို့ရှိရင်တို့တလဲသုံးလို့ရှိရင်လည်းမကောင်းတာရှိတာပဲတဲ့အဖြေကတော့ the solution isn't to reject the tool but to regulate it အဖြေကတော့သူတို့ကိုလုံးဝဖယ်ဖျက်ပြီးစန့်ကျင်ပြရမှာမဟုတ်ဘူးသူတို့ဘလို့ထိမ့်သိမ့်ကင်တွယ်ရမလဲဆိုတာကတော့အဓိကကြပါလေဆိုသူကပြောတယ်မှန်ပါတယ် ဲ့တော့ပရင်မောက်တစ်ခုဖွင့်လာလို့ရှိရင်တော့လေကောင်းလေသန်းတွေရတယ်လို့မျိုးမကောင်းတဲ့เนาะအမိုက်တရိုက်တီအနံဆိုးတွေကတော့ဝင်လာမှာပဲအဲ့တော့ကိုကကောင်းတာကိုပဲစစ်ပြီးယူပြီးအသုံးချနိုင်မှုပဲလိုပါတယ် AI ပေါ်လာတဲ့အတွက်နေ့စဉ်ကိုကမှ AI ကို assistant လုပ်ပြီးလုပ်မယ်ဆိုလို့ရှင် productivity ပိုကောင်းလာမယ်အခုဆိုရင်ဒါ AI content တွေကို AI နဲ့ဖန်တီးပြီးတော့ဝင်ဝင်ရှာနိုင်တဲ့ monetization လုပ်နိုင်တဲ့ content တွေကိုမြန်မြန် create လုပ်နိုင်တဲ့အဲကိုယ့်ရဲ့လုပ်ငန်းဝန်မှန်တဲ့ညနေပေတိုင်းမှာ AI ကိုသုံးပြီးတော့ ထောက်ကူပြုပြီးအမြန်ဆုံးနေလှုပ်လာနိုင်တာကောင်းတဲ့ချက်တွေပဲဖြစ်ပါတယ်။ဒါမကောင်းတဲ့ချက်တွေကတော့ခုနကဟာတွေကိုတော့ဒါထိန်းသိမ်းရမှာဖြစ်ပါတယ်။အဲ့တော့သူကဒါတွေကတော့ဥပဒေတွေအနာအက်သစ်တွေလီဂယ်တွေဒါတွေအဲလူးဆန်ရဂူလေးရှင်းတွေထုတ်ပြီးတော့ထိန်းသိမ်းရမှာဖြစ်ပါတယ်နော်ဒါလေးကသူပြောထားလေးရအောင်ကောင်းပါတယ်အဲ့တော့ကျွန်တော်တို့ကအကျိုးရှိတာကိုသုံးပြီးတော့ကောင်းတဲ့ကွက်တွေကိုယူပြီးမကောင်းတဲ့ဟာတွေကိုတော့ကျွန်တော်တို့ကိုယ်တိုင်း တတိလဲထားမှာဖြစ်ပါတယ်ဒါမျိုးတွေကလား AI နဲ့လုပ်တဲ့ဗီဒီယိုအတူလားချင့်ကြင်မှယူမှာဖြစ်ပါတယ် AI နဲ့လုပ်တဲ့ဗီဒီယိုအတူလား AI နဲ့လုပ်ထားတဲ့အတန်လားတကယ်ရောဖြစ်နိုင်လားဒါမျိုးတွေဖြစ်လာလို့နော်နောက်ပိုင်းကျလို့ရှိရင်တော့တကယ်အရေးကြီးတဲ့ကိစ္စတွေဆိုလို့ရှိရင်တော့ဟလာအဲမှာလက်ရေးမှုနဲ့ပဲရေးပြီးတော့စာနဲ့ပဲရေးပြီးပို့ပါလို့တော့ဒါမျိုးတွေလည်းဖြစ်လာနိုင်မှာတကယ်အရေးကြီးတဲ့ဟာတွေပါဆိုတော့ AI နဲ့လွယ်တကူအဲ email အစာရေးလို့ရနေတာပေါ့နော်အဲ့တော့ဒါကတော့ရေးကြီးတဲ့ကိစ္စတွေဆိုဒီလိုမျိုးဖြစ်လာပြီးတော့ ဂျန်နဲ့ကိစ္စတွေမှာတော့အမြင်နဲ့လွယ်တကူလိုရမယ့်ကိစ္စတွေကိုအချိန်ကိုတင်းမှာ PM ကို AI ကိုသုံးမယ်ဆိုရင်တော့ဒါကောင်းတဲ့ကွက်တွေလည်းအများကြီးရှိပါတယ်အဲတော့အဲဒီလောက်လေးပဲပြောပြီးကျွန်တော်ကနမူနာလေးနဲ့ပြောပြတာဒီထက်ပိုပြီးတော့ AI နဲ့ပြန်လည်ဆွေးနွေးခြင်းအပြင်အဲလေ့လာလို့ရပါတယ်အဲတော့ကျွန်တော်ကတော့နားလိုက်ပါတယ် Okay thanks for we take a break and continue to discuss later နောက်မှပြန်ဆွေးနွေးမယ်ဆိုပြီးပြောပါတယ်အဲ့တော့ဒါကအင်္ဂလိပ်လိုပြောတာပါတကယ်လို့ကိုကအင်္ဂလိပ်စာအားနေလို့ဆိုလို့ရှိရင်မြန်မာလိုဘာသာပြန်ပြီးတော့အဲ့ဒါလေးနဲ့ကြည့်ပြီးတော့ အင်္ဂလိပ်စာကိုလေ့လာလို့ရပါတယ် please translate about debate in myanmar language ဆိုပြီးတော့ကျွန်တော်ပြောလဲတော့မြန်မာလိုပြန်ပေးပါအဲမြန်မာလိုကတော့ AI ဒီ ChatGPT မှာတော့အဲ free version မှာတော့အတိုင်းအတာတစ်ခုတည်းတော့ကောင်းပြီမယ်အလွန်အများကြီးမကောင်းသေးဘူး Google Gemini ကတော့အခု2.5 flash မှာဆို free version မှာတော့ကောင်းတယ်အဲတော့အင်္ဂလိပ်လိုလေ့လာနေတာမဟုတ်ဘဲနဲ့မြန်မာလိုပဲဘူးသူတာလေ့လာနေတယ်ဆိုရင်မြန်မာလိုပြန်လည်းမေးခွန်းတွေမေးပြီးတော့ debate လုပ်ချင်တယ်ဆိုလို့ရှိရင်တော့အာ Google Gemini နဲ့ Deep Sea လိုမှာသွားလို့ပါ Google Gemini မှာဆိုရင်တော့ပို့ပြီးတော့ကောင်းပါတယ် Google ရဲ့ အဲ Tuesday နဲ့ Google ရဲ့ data တွေနဲ့လောက်ထားတဲ့ AI ဖြစ်တဲ့အကြောင်းမို့လို့ဉာဏ်ဆုံးသူကတိုးတက်လာတာကိုတွေ့ရပါတယ်။အဲဒါမြန်မာလိုပြန်လေ့လာလို့လည်းရရဆိုလို့ပြောတာပါ။အဲနောက်တစ်ခုကကျွန်တော်တို့ကအင်္ဂလိပ်လိုရေးသူပြောအင်္ဂလိပ်လိုဖြေတွေကိုဟာလာအတန်နဲ့နားထောင်နေတယ်ဆိုလို့ချင်းဒါလေးကိုဖိလိုက်ပြီးတော့အဲ read aloud ဆိုတာလေးကိုနှိပ်လိုက်ပါ။ A fair fair concern and one many experts share. But here's my rebuttal. rebuttal. it's it's true, true that over dependence on, on AI can dull certain human, human skills ဒါဆိုရင်အတန်နဲ့နားထောင်လို့လည်းရပါတယ်အဲ့တော့အပြန်အလှန်စကားပြောခြင်းနဲ့ဆိုလို့ရှိရင်အင်္ဂလိပ်လိုပဲသွားရင်းလာရင်တိုင်းနေနဲ့ဘုံလုံးနဲ့အင်္ဂလိပ်လိုစကားပြောနေတယ်ဆိုလို့ရှိရင်လည်းဒီကနေပြီးတော့ဒါလေးကိုနှိပ်ပြီးတော့အပြန်အလှန်ဒီ feature လေးကိုသုံးပြီးတော့သူနဲ့အပြန်အလှန်စကားပြောပြီးတော့ conversation လုပ်လို့ ဲ့တော့အင်္ဂလိပ်စာ 4K လုံးလေ့လာလို့ရတယ်အကြောင်းအရာတွေကိုလေ့လာလို့ရတယ်မြန်မာလိုတွဲပြီးလေ့လာလို့လည်းရတယ်မြန်မာလိုကြည့်တယ်လေ့လာလို့ရတယ်အဲ့တော့ပြန်ပြီးပြောလို့ရှင်เนาะဒီနေ့ prompt လေးကတော့ debate with me ဆိုတဲ့เนาะ AI chatbot တွေနဲ့ကြိုးရှိရှိလေ့လာနိုင်မဲ့ prompt လေးတစ်ခုကိုလေ့လာတော့ပြတာဖြစ်ပါတယ်နောက်ဗီဒီယိုတွေမှာလည်းအဲဒီ video တစ်ပုဒ်ကို prompt တစ်ခုစီနဲ့ကြိုးရှိမဲ့ prompt လေးသုံးပြုနည်းလေးတွေကိုလေ့လာအဲ ဗီဒီယိုလေးနဲ့ tutorial လုပ်ပေးသွားမှာဖြစ်လို့ channel လေးကို subscribe မလုပ်ရသေးရင် subscribe ပြုလုပ်ပြီးလေ့လာပေးဖို့လိုတဲ့ဖိတ်ခေါ်ပါရစေ။နောက်တစ်ခုပြောချင်တာကကျွန်တော် Kitu Sasan မှာသလိုချင်းလက်တော် AI content creation class ဆိုပြီးတော့ရှိပါတယ်။ AI content creation and make money online with YouTube ဆိုပြီးတော့ online class လို့ပြန်တာပါတယ်။အဲ့ class မှာဆိုလို့ချင်း AI အသုံးပြုပြီးတော့ image တွေ video တွေဖန်တီးနေတွေ prompt အခြေခံရေးသားနေတွေပြီးရင် YouTube channel ဖုန်းနဲ့စနစ်တကျထောင်ပြီးတော့ YouTube channel ကို AI အသုံးပြုပြီးစနစ်တကျတင်နေတယ်၊ Canva အသုံးပြုနေတယ်။အဲ video mobile video editing နေနော် AI နဲ့သုံးပြီးတော့ online မှာ international မှာ YouTube channel ထောင်ကြီးတွေကို step by step အစာတွေ video tutorial တွေစာ post တွေနဲ့ရှင်းပြထားတဲ့ online class တွေဖြစ်လို့အဲ life long လေ့လာနိုင်မယ်ကိုရတဲ့အချိန်မှာလေ့လာနိုင်တဲ့ class တွေဖြစ်ပြီးတော့ member ကြီးမြန်မာကျပ်2000နဲ့လေ့လာနိုင်တဲ့ class တွေဖြစ်လို့ တန်ဆုံးနဲ့အမြန်ဆုံးတည်အောင်လို့လေ့လာဖို့အတွက်ဖိတ်ခေါ်ပါတယ်။တမအောင်ဆုံးမှန်မှရောက်တရားကိုထီကိုလည်းကမ္မပရိုအဂျူကေးရှင်းကောင်ဖရီပေးသွားမှာဖြစ်လို့အမြန်ဆုံးဝင်ရောက် join လို့အတွက်ဖိတ်ခေါ်ပါတယ်။ဗီဒီယိုရဲ့အောက် comment မှာလည်းဆက်သွယ်နိုင်သလိုမျိုး key to success အောင်မြင်မှုတော့ချက်များ Facebook page CB ရနေပြင်လဲဆက်သွယ်နိုင်ကြောင်းဖိတ်ခေါ်ပါတယ်။အားလုံးဆုံးတည်အောင်ကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။